ချောမောလုံးရဲ့ရုပ်ရည်ကြောင့်လက်တလောပရိသတွေကြားတဲ့နာမည်ကြီးရီပန်းစနေတဲ့ခိုင်တင်းကြီးရဲ့သမီးလေးစံထိတ်ထားဦးမခိုင်လေးလို့အများကခေါ်ကြတဲ့မိသမီးကြီးခိုင်တင်းကြီးကတော့ဒီနေ့အချိန်ထိနုပြိုချောမောရဲ့ရုပ်ရည်ကြောင့်ချစ်ကြူးမှုတွေရရှိနေပါတယ်။ဒါပေမဲ့သူမရဲ့သမီးလေးကတော့အမေဖြစ်သူရဲ့ရုပ်ရည်အနေအထားကိုအမွေဆက်ခံနိုင်ခြင်းမရှိပဲချီမကောင်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတယ်ဆိုပြီးတော့တစ်ချိန်လုံးကတော့ဝေဖန်တဲ့နေပြင်ထန်ခဲ့ပါတယ်။ဒီလိုမျိုးဝေဖန်ခံခဲ့ရတဲ့မင်းသမီးကြီးခိုင်တင်းကြီးရဲ့သမီးလေးစံထိတ်တာကအခုချိန်မှာတော့အရင်နဲ့မတူအရန်ကိုချောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထ ားပြီးတော့တနိုင်ငံလုံးကပြည်သက်တည်ကြတဲ့မှာနာမည်ကြီးလာပြန်ပါတယ်။ပရိသတ်အမျိုးသားတွေရဲ့သဘောကျချစ်ခင်ခြင်းကိုရရှိအနေအထားမကမိကလေးချင်းချင်းကပါသဘောကျရတဲ့အထိတကယ်ကိုချစ်စရာကောင်းပြီးတော့ချုံမိုးရဲရုပ်ရည်လေးကိုပိုင်ဆိုင်သွားခဲ့တာပါ။သမီးလေးစန်ထိတ်သားဦးကအရင်ကလည်းရုပ်ဆိုးခဲ့တာတော့မဟုတ်ပဲငရွယ်နှုပြိုသေးတဲ့ကလေးတယောက်ဖြစ်နေတဲ့အတွက်လှပမှုတွေကပေါ်လွန်မလာခဲ့သေးတာပါရှင်။အလာပင်ရမလို့တင်စားရတဲ့မိသမီးကြီးခိုင်သိန်းကြီးရဲ့သမီးအရင်ဖြစ်တာကြောင့်အမေနဲ့မကြူပဲရုပ်ဆိုးတယ်ဆိုရဖြစ်နိုင်ကြီးကတော်တော်လေးလည်းနေပါခဲ့ပါတယ်။အခုချိန်မှဆိုရင်တော့မိခင်ရဲ့အလှပမှု မှုတွေအားလုံးကိုအမွေအဖြစ်စက္ကန်တိုင်းခရင်သားမကအမေထက်လာတဲ့တမီးလေးဆိုပြီးတော့ချစ်ချင်းမှုတွေကိုပါရရှိပိုင်ဆိုင်နေခဲ့ပါတယ်ခေလူငယ်တယောက်ဖြစ်တာကြောင့်ခစ်ဆန်နဲ့အပြင်စင်းလေးနဲ့ပေါင်းမလိုက်တဲ့အချိန်မှာတော့တကယ့်ကိုအချောလာကောင်းမလေးတယောက်အဖြစ်တွေ့မြင်လာရပါတယ်နော်အသက်20ကျော်အရွယ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့လှပမှုပန်းလေးတွေပွင့်လာလာပြီးတော့တကယ့်ကိုချုံမောလှပနေမှုကြီးကမျက်နှာလှုပ်ရက်စရာတောင်မရှိပါဘူး အခုနောက်ပိုင်းတဖြည်းဖြည်းပို့ပြီးတော့ပြင်ဆင်တက်လာတာကြောင့်လေခေလူငယ်သမီးပြို့တွေကပါသူမရဲ့ fashion တွေကိုအတူယူနေကြရပါတယ်။ပြောရမယ်ဆိုရင်တော့တချိန်ကနာမည်ကြီးခဲ့တဲ့အချောလမင်းသမီးကြီးတွေမူဖွားထားတဲ့မျိုးဆက်တဲ့သမီးငယ်လေးတွေအများကြီးရှိတဲ့အထက်ကမှခိုင်သိန်းကြီးရဲ့သမီးလေးစန်းထိတ်ထားအုပ်ကအလှဆုံးလို့တောင်တင်စားရမလို့ဖြစ်နေပါတယ်။ဒီလောက်ထိလှပလွန်းသူလေးဖြစ်ပေမယ့်အမှုပညာလောကကိုတော့ရှောင်းလန်းဖို့အတွက်အစီအစဉ်သိပ်ပြီးတော့မရှိပါဘူး။ဝါသနာပါတဲ့တချင်းဆိုတဲ့အလုပ်လေးကိုတော့ကြိုးစားလုပ်ကိုင်းနေပြီးမကြသေးခင်ကသူမရဲ့ကိုယ်ပိုင်တချင်းအသက်လေးတစ်ပုဒ်ထုတ်ဝေထားသေးပါတယ်။အဲဒါကလွန်ရင်တော့ ကျန်တဲ့တရုတ်ဆောင်မင်းသမီးအဖြစ်ရှောင်းလန်းဖို့အတွက်ကတော့ပြည်သက်တွေကသာမျှော်လင့်နေရပါတယ် ်တကယ်တော့အမှုပညာလောကကိုခြေစုံပြည့်ဝင်ရောက်ပြီးတော့အလုံးမလုံးနိုင်တာကြောင့်လဲပေါင်းပါပါတယ်ပုံမှန်ဆိုရင်တော့ဇီဝအရှာကောင်းတဲ့ဖခင်ဖြစ်သူရဲ့ပြည့်စုံပြောထောင်မှုအောက်မှာနေခင်ရပေမဲ့ဖခင်ဖြစ်သူအဝေးရောက်နေတဲ့အခါမှာတော့တမီးလေးဆန်ထိတ်သားဦးကပဲမိခင်ခိုင်သိန်းကြီးကိုလှုပ်ကြွေးနေရပါတယ်တမီးနေရပူပေါင်းပြီးတော့ကိုပိုင်စိတ်ယုံကြည်ကိုဥဆောင်လောက်ကိုင်းနေရင်းနဲ့အမှုပညာလောကကနေအလံဝေးကွာသွားခဲ့ရတာပဲဖြစ်ပါတယ်ငွေရသူလေးတယောက်ဆိုပေမဲ့ဖခင်မရှိတဲ့အချိန်မှာမိခင်ကိုမျက်နှာမငယ်ရအောင်ပြည့်စုံလှုပ်ကြွေးတတ်တဲ့တမီးကျောင်းလေးဆန်ထိတ်သားဦးကတကယ်ကိုလေးစားစရာကောင်းပါတယ်နော် ဒီလိုအချက်တွေကြောင့်ဝင်ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ဝေဖန်ခံခဲ့ရတဲ့အခြေအနေကနေတနိုင်ငံလုံးမှာအချောဆုံးအမှုပညာရှင်မင်းသမီးရဲ့မျိုးဆက်ဆိုပြီးတော့ချီးကျူးမှုတွေရရှိလာခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဖခင်ဖြစ်သူလည်းအပြန်ရောက်လာပြီဖြစ်လို့သမီးလေးစန်ထိတ်ထားဦးကမိခင်လိုပဲတယောက်စာမင်းသမီးအဖြစ်အမှုပညာလောကကိုတေချာရှောင်လန်းသွားအောင်မလားဆိုတာကတော့မကြခင်သိရတော့မှာပါ။ အခုချိန်မှာတော့တာမီနီယာပြပြဆွဆွနဲ့ခရီးတဲ့အတွေ့သွားပြီးတော့ blog လေးတွေရိုက်ကူးရင်းနဲ့ပြည်သက်အချက်များစွာကိုသိမ့်ပိုင်ထားနိုင်ပြီဖြစ်ပါတယ်။တမီလေးကလည်းအရွယ်ရောက်လာလာနဲ့အမျှတဖြည်းဖြည်းပူချော်လာသလိုမင်းသမီးကြီးခိုင်နှင်းကြီးကိုရိုင်းကလည်းမိုးစေးစားထားတယ်လို့ထင်ရလောက်တဲ့အထိတမီနဲ့အပြိုင်နှုတ်ပြိုလှပနေပါတယ်။ဒီလိုမျိုးအရန်လှလာတဲ့မင်းသမီးကြီးခိုင်နှင်းကြီးရဲ့တူတူသောတမီလေးစက်ထီထားဦးရဲ့ပြောင်းလဲလာတဲ့အလှကြေးရည်နဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရောဘလိုမျိုးများထင်ကြပါလဲရှင်။